ပြည်သူရှင်တို့ခေစီတာထမင်းစားနေတယ်။အမဘုကျူမမမမဒါဝဲအမျိုးသမီးဒါမချိုတန်နာထိုင်ဒါတော့တိကျတဲ့အတိုင်းပဲပြည်သူရှင်တို့ခေစီတာဟိုမဟိုမဟိုမမတူရိုက်နေတယ်။ဒီရကောရိုက်ခွေးနာတော့ဒီမှာလေးချေလို့ဝဲဒီရသူတွေနေကိုဆန္နာကဒီအသက်တနည်းကြီးလာတဲ့အခါမှာ ဘာသာရေးတွေကိုပို့လို့မဲ့ဆိုတဲ့အချက်လေးပို့ပေးရမယ်အခုအသက်ကြီးမှဒီကလေးလေးကအခုကထိုက်ရတာအခုဒီကလေးလေးကအခုမှ9လကျော်ပဲရှိသေးတယ်ဒီကလေးလေးအတွက်ငါဘာလုပ်ပေးနိုင်မလဲငါဘာတွေလုပ်ပေးခဲ့ရမလဲပေါ့နော်ဒီသူတို့လေးတွေအတွက်ကိုဟိုတခုခုပေါ့လေကိုပေါ်ပါဖေးတရားဒါတော့မိဘတိုင်းမိဘတိုင်းကကိုသားသမီးတွေပေါ်မှာထားခြင်းနဲ့ထားတဲ့စိတ်ကတော့ဒီလိုပဲရှိကြပါတယ် တာသမီတွေဘာမှလည်းမမျောလင်းဘူးငါအသက်ရွယ်ကြီးလာလို့ဒီတာသမီတွေဇီးရနေပြီးတော့ငါဘာပြန်တခုခုပြန်ပြီးတော့သူတို့ရဲ့တည်တတ်မှုဆိုတဲ့ဟာမျိုးပြန်လိုချင်ပြန်ခံစားခြင်းနဲ့စိတ်မျိုးလဲအကုန်မှမရှိဘူးဘဝတခုဒီကလေးလေးတွေတမီးလေးတွေဩသားလေးတွေဒီလိုလေးတွေကိုဘဝကိုချီတော့ကိုရက်တည်နိုင်တယ်ပညာတတ်တစုံတခုပညာတတ်လေးတွေဖြစ်ပြီးတော့လူဘဝမှာမျက်နှာမငယ်ပဲနဲ့သူတို့ကိုလန့်ကိုရှောက်နိုင်တဲ့ လူငယ်လေးတွေတားတဲ့သူတွေဖြစ်ဖို့ကြိုးစားပါမယ်။တို့ကဘယ်လိုဆိုတာ။ပမွေးတော့ငမ်းပါအောင်နာဆာ။ဘာပေါ်လဲချောက်ဆာ။ဒီကရက်ဆက်တယ်။ဆောင်းနေနေတာပေါ့နော်။နာနာတော့ရအောင်ဆိုတာ။ငါတော့ဟိုပညာတက်ဖြစ်စေချင်တာပေါ့နော်။ပညာတက်ဖြစ်ပြီးတော့မှပဲသူဝါသနာပါတဲ့ဟိုအခုပုံစံကတော့ဒါခုနှစ်လလောက်ပဲရှိသေးရဆိုတော့မှန်းလို့မရဘူး။ဒါပေမဲ့ तू ကဟိုဓာတ်မုံရိုက်တာတွေပါကြီးကြရနေတာ။ သိဘူးလို့တခြားကလေးတွေနဲ့ကိုမတူဘူးအဲ့လိုဆိုတဲ့အခါကျတော့သူဝါသနာပါတဲ့ဟာလေးကိုအခုအကောင်းဆုံးပံ့ပိုးပေးမယ်လို့ပဲစိတ်ကူးထားပါတယ်သမီးလေးကိုကတော့ဖြစ်စီခြင်းနဲ့ဆန္ဒတော့အမှုပညာမျိုးရိုးနေတာတိုက်တာရာစီဟိုတနေ့ကလေးတွေကသိဝါသနာမပါကြတော့သမီးလေးကိုတော့ကိုကတော့ဟိုအောင်မြင်တဲ့အမှုပညာရှင်တယောက်အချိန်ပြည့်ပေါ့အဲ့လိုမျိုးအောင်မြင်စီခြင်းနဲ့စိတ်ကတော့သူရှိပါတယ်ဟိုအောင်မြင်တဲ့မင်းသမီးတယောက်ကတော့ဖြစ်စီခြင်းတာပေါ့လေဒါအခုရဲ့ဆန္ဒပါ Thank mm -hmm. you.